ရက်ဖို့ဘက်ကတော့ဒါအထူးသဖြင့်ဆိုတောက်ကန်ဘောထက်ဆိုင်ရင်ဒီကာယိုတီရဲ့လက်ပြဘောတွေကပို့ပြီးတော့ကြောက်စရာကောင်းကြောက်စရာကောင်းနေသေးတယ်ဒီဒီလောင်းသရိုးအင်းတွေကိုဥဆောင်ခဲ့တဲ့လောင်းသရိုးအင်းထရန်ကိုရီထရန်ဖြစ်အောင်ပြန်လည်ဥဆောင်ခဲ့တဲ့အသင်းလို့လည်းပြောလို့ရတဲ့အခါမျိုးကြတော့ဒါကလာပီယိုရီရဲ့လက်ပြဘောတွေနဲ့ဒီကာယိုတီရဲ့လက်ပြဘောတွေနဲ့အားပြိုင်မှုကျွန်တော်တစ်ချက်စောင့်ကြည့်ရပါမယ်ပေါ့နော်ဆိုကာဟာပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့စီစဉ်လေးကိုတော့ 1H ဘက်ကနေအဓိကကူညီပံ့ပိုးပေးတာပါတယ်ဘိတ်သက်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် ထူးခြားတဲ့ဈေးကွက်အဆုံးလင်းအော့အကန့်အသတ်မရှိတဲ့မောင်းတဲတွေနဲ့ပိုမိုစိတ်လှုပ်ရှားခြင်းနဲ့ဆိုရင်တော့ OneHback ကိုဒေါင်းလုပ်ရယူပြီး promo code OneSugarHouse နဲ့အတူအကောင့်ဖွင့်ဆော့ကစားနိုင်ပါတယ်။ပထမဆုံးသွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုစုလက်ဆောင်ရယူနိုင်တဲ့အစီအစဉ်ရှိကြောင်းကိုလည်းဒီပေးလိုက်ပါသည်။ Cyber Game နဲ့အခြားအားကစားနည်းတွေအပြင်အခါအလျော်စွာရှိနေတဲ့ promotion တွေကနေစုကြီးတွေကန့်ထူးနိုင်တဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ ပရိုမိုကုတ်ကိုလည်းယခုဗီဒီယိုရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ဗျာ။စောကောင်းပိသက်များအားလုံးပဲမင်္ဂလာပါဗျာဒီတစ်ပတ်ဂျာရဲ့ပရီးမီးယားလိသုံးသက်ချက်စီစဉ်မှာတော့ဗိုလ်တဟူးနေ့ညမှာရှင်ပိုင်သွားမဲ့ပွဲစဉ်တွေကအာဆင်နယ်နဲ့ဘရန့်ဖို့ပွဲစဉ်အကြောင်းကိုကျွန်တော်နဲ့အတူကောင်းသက်ကသုံးသက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါညီလေးမင်္ဂလာပါကိုစိုးကြီး။ကဲဒီဘက်ကတော့ပရီးမီးယားလိပွဲစဉ်တွေကဂျာဘတ်ထဲမှာဝင်လာတော့ဒါအသင်းတိုင်းအတွက်တော့တကယ်ကို ဒီစမာပွဲချက်ကာလာနဲ့စတင်ထိတွေ့တဲ့အချိန်ပေါ့နော်ရှေ့ပတ်တွေကလည်းချန်ပီယံလိဂ်ကြီးကစားကြရဲဆိုတော့အသင်းကြီးတွေအတွက်လုံးဝနားရမရတဲ့ကာလာဆိုတော့ဒီအချိန်မှာအသင်းတိုင်းအမှားနယ်ဖို့ရလက်ကောင်းလေးတွေထိနိုင်ဖို့ကအရေးကြီးတယ်ဒီအချိန်မှာကိုယ့်ရဲ့တန်ပိုထိန်းထားနိုင်မယ်ဆိုရင်ယာတိကုံမှာရလက်ကောင်းတစ်ခုကိုပိုင်ဆိုင်မယ်ဒီကာလာကအသင်းတိုင်းအတွက်အရန်ကိုအထီးကိုင်ပုံပဲ့မြားတဲ့ကာလာပေါ့နော်သူတို့အာဆင်နယ်လိုအသင်းဆိုရင်လည်းဒီလိုပွဲချက်ကာလာတွေမှာရုန်းကန်ရတတ်တဲ့အစင်လာရှိတယ်ဒါကရှေ့မှာသူတို့ရဲ့ကြုံတွေ့ခဲ့ရတဲ့ဆန်နာရီပေါ့ဒီနှစ်ကတော့ လက်ရှိချိန်ဒီအာဆင်နယ်ကတော့အမှတ်ပေးစရာမှာအမှတ်ဖြတ်ပြီးတော့ဥဆောင်ထားဆဲပဲနောက်ဆုံးကစားတဲ့ချက်စီးနယ်ပွဲမှာတော့သူတို့တယောက်သာရခဲ့ပေမဲ့အဝေးဘက်မှာတည်ပြီးပဲရခဲ့တယ်အဲ့ပွဲမှာတော့ချက်စီးရဲ့ကစားပုံကလည်းတော်တော်လေးကောင်းခဲ့တယ်လို့အာဆင်နယ်အတွက်ဒီရာဒီမှာအယုံကံရဆုံးပွဲစဉ်တွေကတပွဲဖြစ်ခဲ့တယ်ဘရန်ဖူကပုံမှန်အဖြစ်ပြောမယ်ဆိုတော့သူတို့ရဲ့ physical ဘိုင်း long ball တွေ throw in တွေ dead ball တွေအရန်အားကောင်းတဲ့အသင်းဒါပေမဲ့ brand phone နဲ့ပတ်သက်ရင်အဝေးကွင်းတွေမှာတော့ဒီရာသီမှာတော်တော်လေးကိုအဝေးကွင်းတွေမှာရုန်းကန်နေရတယ်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီနေ့ကစားမယ့်အသင်းနဲ့အသင်းနဲ့ပတ်သက်ပြီးတော့ညီလေးကောင်းတဲ့အမြင်လေးစပြီးပြောပြပါဦး ုတ်ကဲ့ပါအဲ့အာဆင်နယ်ပဲအရင် စပြောရအောင်ပေါ့နော်အာဆင်နယ်ကဒါပြီးခဲ့တဲ့အနိကဆုံးပွဲမှာချက်စီးကိုတရားတယောက်သာဒါမိနစ်60ကျော်လောက်တယောက်သာနဲ့ကစားခွင့်ရရတယ်ဒါပေမဲ့သူတို့တည်ကြခဲ့တယ်ဟိုတည်ကြတယ်ဆိုတော့ဟိုဟာဒါဟိုအာဆင်နယ်ကိုအသင်းမျိုးတော့ဆိုတော့ဒါအမှတ်ရောတာပဲပေါ့နော်သူတို့ချက်စီးကို5မှတ်ဖြတ်ခွင့်လက်လွတ်လိုက်ရတယ်မန်စတာစီးတီးကို5မှတ်ဖြတ်ခွင့်လက်လွတ်လိုက်ရတယ်အခုဆိုဒါမန်စတာစီးတီးနဲ့5မှတ်ပါတယ်ချက်စီးနဲ့ဒါ5မှတ်ကွာတယ်ဆိုတော့အနေထားပေါ့နော်အဲ့တော့ဟို ဘလို့ပဲဖြစ်ဖြစ်ဒါတည်ရကြတယ်ဆိုတော့ဟိုဟာဒါအာဆင်နယ်တော်တော်ဒါခြေစွမ်းမကောင်းလို့ကြာတာပဲဒါပေမဲ့အဲ့ဒါပူစရာအများကြီးမရှိဘူးသူတို့ဒါ international break မှာဆိုရင်ဒါကာရီမကာဟီတရားရရပါတယ်အဲ့ဒါပြီးတော့သူတို့အသင်းကြီးသုံးတဲ့ကစားရတယ်စပါရှီယာသုံးမှတ်ရတယ်ဘိုင်ယန်မြူနစ်ရှီယာသုံးမှတ်ရတယ်ချက်စီစတန်ဘူဘရစ်ရှီယာတေးကစားတော့ဒါတော်တော်လေးအပေါင်းလက္ခဏာဆောင်တဲ့ခုနှစ်မှတ်ပဲဒါအသီးမှတ် ပြုတ်ပေးရမယ်အာဆင်နယ်ဒါပေမဲ့ပရီးမီးယားလိတည်တန်းကြည့်ရင်တော့သူတို့နောက်ဆုံး၃ပွဲမှာဒါ၂ပွဲသေကြတယ်ပေါ့လေဆန်ဒါလန်နဲ့ဒါချက်စီပေါ့ဒါပေမဲ့အာဆင်နယ်တို့ကအများကြီးပူစရာမရှိဘူးလက်ရှိချိန်ထိလည်းဒါမန်စတာစီးတီးကို၅မှတ်ဖြတ်ထားနိုင်စေပဲအဲ့တော့ဒီနေ့ပွဲမှာသူတို့ဟိုဘရက်ဖူနဲ့ရင်ဆိုင်ကစားရမယ်တစ်ဖက်ကဘရက်ဖူကကြတော့ဒါအဝေးကွင်းမှာဒီရာသီမှာဆိုတော့တော်တော်လေးရလက်မတည်ငြိမ်ဘူးပြီးတော့ဂိတ်အန်ဒရူးလက်ထက်မှာဆိုလေဒါအမှတ်ပေးစရာအခုလက်ရှိအဆင့်၁၀နေရာကိုရောက်ရှိနေရပေါ့လေဟိုဟိုချိုးတွေရတယ်ဒီမှာသုံးသက်နေကြတော့အများကြီးပါဒီ inconsistent ဖြစ်တယ်ပေါ့ဒီရာသီမှာဒါမှမဟုတ် ဖြစ်မှာပဲပေါ့နော်။ဘာလို့ဖြန့်မြင်းအသင်းတွေအများကြီးပဲ Bravo Bravo လို့တင်ရ Bravo တသိန်းနဲ့မဟုတ်ဘူး။ Bournemouth တို့ Newcastle တို့ Crystal Palace တို့ကြားတဲ့ Brighton တို့ကရှိသေးတယ်။အဲဒါအဆင့်တစ်ဆယ်ကဒါအရင်ဆိုးရနေတဲ့အချိန်တွေတော့ကျွန်တော်မမြင်ဘူး။ပြီးတော့တို့အသင်းရဲ့တိုက်ဆက်မှာဒါဒီဟာဒီ Twinmo 16ခုထိရွာရဖြစ်တဲ့ Egotia ကိုရှိနေတယ်။ကိုသိန်းခြေလဲတက်နေတယ်။ဒါပေမဲ့သူကဒီဘွဲမှာ တောက်တန်တရားဖြစ်ဖို့ဟိုပါပါမပါမကျင်းသေးဘောလေဒါတန်တရားစင်ရင်လဲမှာတော့ပါဝင်နေတယ်အဲ့တော့နှစ်သိန်းအချိန်ကြီးကတော့လောလောဆယ်မှာဒါအစင်နဲ့အသင်းရဲ့အင်ပွဲမှာကစားရမယ်အာဆင်နယ်ကဒီပွဲမှာဘယ်လောက်ထိပြန်လဲသူတို့ရဲ့အမှတ်ဆုံးချုပ်မှုတွေကိုပြန်လဲဖာထေးဝါမလဲဘယ်လောက်ပောက်ခွဲဝါမလဲစောင့်ကြည့်ရမယ်ပွဲလို့တော့ကျွန်တော်မြင်ပါတယ်ပေါ့ဆိုဟုတ်ပါတယ်အာဆင်နယ်ကဒါပြီးခဲ့တဲ့ချက်စီနဲ့ပွဲမှာဆိုသူတို့ရဲ့အဓိကဖိုးခန်းစီကစားမှာ2ယောက်လုံးဆုံးရှုံးခဲ့ရတယ်။ဂါရီရဲ့တန်ရရနေတယ်။ဆာလီဘာလည်းတန်ရကျုံသွားကြတော့သူတို့ရဲ့နေရာမှာဒုတိယဦးစားပေးလို့ပြောလို့ရတဲ့ မော့စကရာနဲ့ဟန်ကာဘီယေကစားသွားခဲ့တယ်ဟိုအဝေးကွင်းမှာတည်တမတ်ဆိုတော့ဒါအာဆင်နယ်အသင်းဘက်ကကြည့်ရင်တော့ဒါအရင်ဆိုးတဲ့ရလတ်တော့မဟုတ်ညီလေးပြောသလိုပဲလက်ခံပေးလို့ရတယ်ဒါပေမဲ့ performance တစ်ခုတည်းကိုကြည့်မယ်ဆိုရင်တော့အိုက်ပွဲမှာအာဆင်နယ်တယောက်တာရပြီမဲ့ရုန်းကန်ခဲ့ရတယ်ဆိုတော့သူတို့ရဲ့ခန်းစစ်ပိုင်းလေးကတော့ဒဏ်ရာပဿနာတွေကြုံလာတဲ့အမျှပေးကူလေးတွေခက်စိတ်စိတ်မြင်လာတယ်ဇက်တိုင်နီးပါးကိုပေးလာအရင်ယာတီအစဒီဆယ်ပွဲလောက်အနေထားမှာသူတို့ပေးကူ၃ဂိုးလာပဲပေးခဲ့ရအဲ့နောက်ပိုင်းနောက်ဆုံးကစားတဲ့၃ပွဲမှာပေးကူ၄ဂိုးလောက် ပေးလိုက်ရတယ်ဆိုတော့ခန်းစစ်ကနည်းနည်းလေးညော့လာတယ်တော့သွားပြီးတော့တွေ့ရတယ်အဲ့တော့ဒီပွဲမှာရောအာဆင်နယ်ကဘယ်လိုပုံစံမျိုးနဲ့ပွဲထလာလဲသူတို့ရဲ့လက်ရှိအခင်းချင်းပေါ်မှာညီလေးရဲ့အမြင်လေးလည်းပြောပြအောင်ဟုတ်လက်ရှိအခင်းချင်းကတော့ဒီကွင်းလေကိုပဲစပြောရမှာပေါ့လေဟိုချက်စင်းရဲ့ပွဲမှာအမှန်တယ် performance မကောင်းဘူးဆိုတာသူတို့အဓိကပွဲအယံပန်းနေပြီပေါ့နော်အထူးသဖြင့် Declan Rice ဆိုပြီး Manly တောက်လျှောက်ကစားထားတာပြီးတော့ပွဲကြီးတွေကစားထားတာပေါ့နော်အဲ့လိုနေထားမှာဒါပွဲပန်းနေရဲ့အနေထားဆိုတာဒါနည်းနည်းလေးနားလည်ပေးရမယ်အရာလိုလည်းမြင်တယ်ပြီးတော့တစ်ဖက်ကလည်းချက်စင်းဆိုတာကျွန်တော်ယာတိအစားချက်စင်းမဟုတ်ဘူးပေါ့နော် လုံးဝဒီဘာစီလိုနာကိုတို့ကိုပြတ်အနိုင်ယူပြီးတော့ယုံကြည်မှုအမြင်မှားဆုံးချိန်တွေကိုရောက်ရှိနေတဲ့ချက်စီးဆိုတော့ဒါဟိုနားလည်ပြီးလိုက်မယ်အရာလိုပဲကျွန်တော်မြင်နေအဲ့တော့ဒီပွဲစဉ်မှာတော့ဒါသုံးရက်ခြားတစ်ခါဒါပွဲပေါ့ဒါပွဲပေါ့နော်ဆိုတာဒါဖလားသေးပွဲလည်းမဟုတ်ဘူးဆိုတော့ပရီးမီးယားလိပဲဆိုတော့ဒါ rotation ကတော့ဂျင်းတွေလိုတယ်တို့လန်ဆန်တဲ့ခြေထောက်တွေကိုဒီကွင်းလဲမှာလိုရလို့မြင်နေအဲ့တော့ကျွန်တော်တို့ဒီကွင်းလဲပိုင်းမှာကျွန်တော်တို့ Declan Rice ကိုအနားပေးဖို့သိမ့်ပြီလို့မြင်နေပေါ့နော်အနားပေးဖို့သိမ့်ပြီဆိုတာကတို့ဒုတိယပိုင်းမှာလည်းဒါလိုအပ်ထည့်သုံးလို့ရဆိုတဲ့အနေထားမျိုးမှာ ဒါဆိုစီတက်ရဲ့ကစားသမား၊ကွင်းလယ်ကစားသမား၃ယောက်ပြန်ပြီးတော့ပွဲထွက်လာတာကြည်ရမယ်။ဒီဇိုဗီမန်ဒီရဲ့ Origet ရဲ့ Origet ရဲ့ပြီးတော့ဒီ Mano Merino ရဲ့ပေါ့နော်။အဲဒီ၃ယောက်ပွဲပြန်လဲပွဲထွက်လာတာကြည်ရမယ်။အဲဒါဆိုရင်တိုက်စစ်ပိုင်းမှာရောင်းရက်ကပြန်လဲကြံ့ခိုင်ပြီးကြေးဝါးပြန်လာတာခြောက်တိုက်စစ်မှာပြန်ပါလာမယ်။တောင်မန်တစ်ဖက်မှာတော့ကျွန်တော်အနေနဲ့ဒါဒီပွဲစဉ်မှာဆိုရင်အထရော့ဆက်ကလည်းဒါကျင်းသိမ့်ဘူးပေါ့လေ။ဒီကစားကြံ့ခိုင်မှုမပြေဝါးရအနေအထားမျိုးရှိနေတာဆိုတော့ဒီဘယ်ချမ်းတိုက်စစ်မှာကျွန်တော် Martin Lee ထက်ဆိုင်ဒီအဇေးကို သုံးမလားကျွန်တော်တစ်ချက်စောက်ကြည့်တယ်အဇီဒီဘက်ကမာဒရီဂီရဲ့ပုံစံတောင်းပန်တစ်ဖက်နဲ့ဒီယောဂရက်ဂိုးတွေရအောင်ပံ့ပိုးပေးနိုင်မလားအဲ့ဒါကိုကျွန်တော်တစ်ချက်စောက်ကြည့်နေတယ်ခန်ဆယ်ပိုင်းကတော့တို့အပြောင်းလဲအများကြီးလုပ်ဖို့မရှိဘူးဆာလီဘာတော့ပြန်လဲပါဝင်လာမယ်လို့သိရတယ်ဆာလီဘာနဲ့ဘယ်သူနဲ့တွဲမလဲအဲကျွန်တော်ရှင်နေဟန်ဂေပီရေးပဲဖြစ်ဖို့များတယ်ဒါလက်တွေလည်းပိုဆံပါတယ်ပေါ့နော်ဟိုတကယ်လို့တို့ဂျူလီယန်တက်မောက်အနာပေးခြင်းတော့ဘန်ဝိုက်ရှိတယ်ဘယ်ချမ်းကတော့ကျွန်တော်ကာလာဖီယိုရီပဲပို့ထားလိုက်လို့မြင်တယ်ချက်စီနဲ့ပွဲမှာဆိုလို့ဒါဒုတိယပိုင်းစသချင်းနေရသူအနာရပါပထမပိုင်းမဲ့ ထမပိုင်း45မိနစ်ကစားပြီးအဝါထိထားတဲ့အတွက်ဒါသူနားပေးလိုက်နားပေးလိုက်ရဆိုအနေထားမှာကလာဖီယိုကြီးပွက်ထွက်လာနိုင်မယ်လို့တော့မြင်ပါတယ်ကိုစိုးကြီးဟုတ်ကဲ့ပါအဲ့ပွဲမှာတော့အာဆင်နယ်ကအဝါဂက်တီနဲ့တော်တော်လေးလည်းအသင်းရဲ့ကစားဟန်လည်းအများကြီးရုန်းကန်ခဲ့ရတာပေါ့နော်ဟိုသူပရက်ရှာကြီးလည်းရှိနေတယ်ပြီးတော့နောက်တစ်ချက်ကညီလေးပြောတဲ့အချက်တခြားအသင်းတွေကအမြဲတမ်း rotating နဲ့သွားနေကြတယ်။ဥပမာသူသဖြင့် Chelsea လိုအသင်း၊ Man City လိုအသင်းကအဲ့လိုသွားနေကြတယ်။ Arsenal ကတော့ဒီအစုဖွဲ့ဒီအမာဂန်တွေကိုပဲဟိုတန်ရာကြီးကြီးမားမားချက်ခန့်မရှိရင်ဒီတိုင်းပဲသွားနေရဆိုကြာလာတော့ ဒီလိုပွဲချက်ကာလမှာနည်းနည်းလေးတို့မှမော်ဘန်ဖတ်တစ်ဖြစ်နေတာမျိုးလည်းမြင်ရဆိုဒီဘက်မှာတော့အပြောင်းလဲလောက်လာမလားကြည့်ရမယ်နောက်ထပ်မှာလည်းအာဆင်နယ်ကနောက်ထပ်ခတ်ခဲ့တဲ့စမ်းသပ်မှုတွေနဲ့ဗီလာပတ်မှာသွားကစားဗီလာပတ်ကွင်းမှာသွားကစားမှာကဒီကစားမဲ့ Brentford ကပိုခတ်တယ်ဆိုအဲ့ပွဲအတွက်လည်းသားသမားတွေကိုတေချာ manage လုပ်ဖို့လိုတယ်ဆိုတော့ဒီချက်ကို Adidas ဘယ်လိုလောက်လာမလဲကွက်လက်မှာဒါအသင်းဟောင်းနဲ့ပြန်ရင်ဆိုင်ဖို့အတွက် Nogat လိုကစားမမျိုးကိုတုံးလာမလားဆိုတာလည်းကြည့်ရမယ်တောင်မန်နေမှာတော့ Martinelli ပဲတုံးတော့ Maduke ပဲတုံးတော့တုံးလို့ရတယ်ညာချမ်းမှာတော့ Saka ကိုလည်းဆက်ပြီးတော့ ကစားခိုင်းအောင်မယ်လို့ထင်တယ်အခုတခုရှိတာညီလေးပြောသလိုတိုက်စင်မှာယော့ဂရက်ကိုပြန်သုံးပြီးတော့မရီနိုကိုကွင်းလည်းပြန်ချမယ်ဆိုရင်တခြားကွင်းလည်းကစားသမားတွေကိုပြောင်းလဲလုပ်လို့ရဆိုဘလောက်ထိသူတို့ဒီဟာကိုဟန်ကျက်ညီအောင်သွားနိုင်မလဲဒီလိုပွဲချက်ကာလမှာရှေ့မှာတော့အတိုင်းအတာတခုထိကြော်ဖြတ်ခဲ့ပြီဆိုမှပူကောင်းတဲ့ဒီမဖြစ်မနေနိုင်ရမယ့်ပွဲမျိုးတွေမှာအာဒီတာနဲ့အာဆင်နယ်ဘလောက်ထိလုပ်ပြအောင်တစ်ချက်ဆိုရင်ဒါကဘရန်ဖို့ရဲ့ကစားဟန်ကနည်းနည်းလေးဟိုအရိုင်းဆန်တယ်ပေါ့နော်ဒီလိုအသင်းမျိုးကိုသူဆန်တာလင်းနဲ့ ျင်ဆိုင်ခဲ့ဘူးဆန္ဒလင်းရဲ့ဒီကြံ့ခိုင်မှုတွေဆန္ဒလင်းရဲ့မာဂုံတွေတေကံမိုးတွေအာဆင်နယ်ကျင်ဆိုင်ခဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့တခြားတော့ Brentford ရဲ့ကစားဟန်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ဘာတွေအခက်တွေ့နိုင်လဲဆိုတာလေးပြောပြပါဦးဟုတ်အော်အဓိကတော့သူနှစ်သိန်းလုံးရဲ့လက်နက်ကသွားတူနေတာပေါ့နော်ဟိုဒီ set piece တွေတောင်းကန်ဘောတွေဒီ throwing တွေအဲ့တော်တော်လေးကြည့်လို့ကောင်းမယ် box နှစ်ဖက်မှာတော်တော်လေးရင်ခုန်စိတ်လုံးရှားမှုတွေပေးမယ်လို့တော့ဟိုကျွန်တော်မြင်နေပေါ့နော်ဟို breakfast ဘက်ကတော့ဒါ အထူးသဖြင့်ဆိုတောက်ကန်ဘောထက်ဆိုင်ရင်ဒီ coyote ရဲ့လက်ပစ်ဘောတွေကပို့ပြီးတော့ကြောက်စရာကောင်းကြောက်စရာကောင်းနေသေးတယ်ဒီဒီ long throw in တွေကိုဥဆောင်ခဲ့တဲ့ long throw in trend ကို return ဖြစ်အောင်ပြန်လဲဥဆောင်ခဲ့တဲ့အသင်းလို့လည်းပြောလို့ရတဲ့အခါမျိုးကြတော့ဒါ clavio ရဲ့လက်ပစ်ဘောတွေနဲ့ဒီ coyote ရဲ့လက်ပစ်ဘောတွေနဲ့အားပြိုင်မှုကျွန်တော်တစ်ချက်စောင့်ကြည့်ရပါမယ်ပေါ့နော် arsenal ဘက်မှာတော့အဲ့ဒါကပြောမယ်ဆိုဒီ gabriel macai မပါတာနည်းနည်းလေးနစ်နာတယ်လို့ပြောလို့ရတယ်အဲ bravo ဘက်မှာကြီးလိုက်တော့ဒါ တကယ်လို့ဒါပေါ့လေသူတို့ဒီဘွဲစင်မှာဒါဒီ back fight fiber ပုံစံမျိုးသုံးခဲ့မှာဆိုရင်ဒီ area တွေမှာပို့ပြီးအားကောင်းသွားနိုင်တယ်ဒီ Christopher အကြားတို့ဒီပြီးတော့ဒီ Colin နဲ့ Vanderbilt တို့ဒီကစားသမားတွေနဲ့ဒီ set piece တွေကပို့ပြီးတော့အားကောင်းသွားနိုင်တယ်ဆိုတော့ဒီ open play တက်ဆိုင်ရင်ဒီ dead ball တွေကနေပြီးတော့ဒီပွဲကပို့ပြီးတော့ရင်ခုန်ဆိတ်လျှောက်မှုပေးလိုက်မယ်လို့တော့ကျွန်တော်မြင်နေပေါ့နော်ပြီးတော့ဒီ open play back ကိုပြန်ကြည့်ရင်တော့ကိုစိုးကြီးခုနပြောခဲ့ရပြောခဲ့သလိုပဲဒီ center line မှာဆိုလဲဒါဒီ away ball through ball တွေကိုလှမ်းပေးတယ်ဒီ green jacket ရှိတယ်အခုဒီလိုပဲဒီ graph မှာလည်းဒီ hanasan ရှိတယ်ဒီ hanasan ရဲ့ ecodia ကို hanasan ရဲ့ဒီ share တွေဒီအတွဲဖတ်တွေပေါ့နော်ဒီဒီပြောမယ်ဆိုဒီ hollywood pass တွေလို့လည်းပြော law pass တွေတော်တော်လေးတည်ငိမ့်နေတချမ်းမမထိမ့်မဲနဲ့ hanasan ပေးလိုက်တဲ့ဘောလုံးတွေကဒီ arsenal ရဲ့ခန်းစစ်ဒီဖူဘတ်တွေရဲ့နောက်ကျောကိုကြာနိုင်တယ်အဲ့မှာအဓိကကြည့်ရမှာ share တွေနဲ့ ecodia ကိုဒါတွေကိုဘယ်လောက်ထိအသုံးချနိုင်မလဲဒီ check လောက်ကပဲ arsenal ကိုဒုက္ခပေးဖို့ရှိတယ်ဒါပေမဲ့ arsenal ဘက်မှာတော့ဒါပြောမယ်ဆိုရင်ဒီတကယ်လို့ကျွန်တော်ခုန ဒီကျွန်တော်ထင်မြင်ယူဆခဲ့တယ်လို့ပေါ့နော်ဒီ SA တို့ Madridki တို့ပါလာမယ်ဒီကွင်းလဲမှာလဲလန်ဆန်နဲ့6တောက်တွေရှိနေမယ်ဆိုတော့ဒီ Bradford ရဲ့ physical battle ကိုကောင်းကောင်းလေးနှွှဲနိုင်တဲ့ဒီ physical prowess မျိုးက Arsenal စီမှာရှိနေတာဆို Arsenal အတွက်အရင်ပူဆံမရှိဘူးပြီးတော့အိမ်ကွင်း M sorry ဒီအိမ်ကွင်း Emirates ရဲ့ဖြစ်တဲ့အခါကျတော့ဒါ Arsenal ကဒီကွင်းလဲမှာဟိုအများကြီးအတားရဖို့ရှိရပေါ့နော် Declan Rice ကိုတော့တကယ်တော့အဲ့လောက်ကြီးမလိုဘူးလို့တော့ကျွန်တော်မြင်တယ်ဒါ Bradford ကဒီရာဒီမှာအရင် ဒီ open play တွေကနေကောင်းမွန်နေတဲ့အသင်းမျိုးတော့မဟုတ်ဘူးဆိုတော့လေဒါပြောရရင် the glorious တောင်မလို့ဘူးဒီ merino sovi mandi နဲ့နေလုံလောက်တယ်လို့တော့ကျွန်တော်မြင်တယ် arsenal ဒီကွင်းလေတိုက်ပွဲတွေကိုဘယ်လိုဆင်နွှဲမလဲဒါကိုကြောက်ကြက်စောင့်ကြည့်အောင်ဟုတ်ကဲ့ပါ arsenal ကဒီရာဒီမှာအင်ကွင်းအကောင်းဆုံးသင်းတွေမှာပါတယ်အင်ကွင်းမှာတည်တပွဲပဲရှိတာကျန်တာတွေအကုန်လုံးရာနှုန်းပြည့်နိုင်ထားတယ်တစ်ဖက်မှာ frankfurt ကအဝေးကွင်းနေကြရင်တို့ကအင်ကွင်းနဲ့ချားနာသွားတယ်ကစားပုံရောရလက်တွေရောချားနာတယ်ပြီးတော့ Frankfurt ကလည်း Arsenal နဲ့ရင်ဆိုင်တဲ့ဘောတွေမှာသူတို့ Premier League ကိုတန်းတက်လာတဲ့ပထမဆုံး ပွဲမှာပဲဒါတောမတ်ဖရန့်နဲ့နိုင်ငယ်ပြီးနောက်ပိုင်းတွေ့သမျှတောမတ်ဖရန့်လက်ထက်မှာလည်းခုနှစ်ပွဲစတိုင်မနိုင်ငယ်ဘူးလက်ရှိချိန်ထိလည်းသူမနိုင်ထားဘူးသူသဖြင့်အမ်ရိတ်မှာဆိုရင်အမြဲတမ်းရုန်းကန်ရတယ်ဒါပေမဲ့တခုတော့ရှိတယ်အီဂိုတီယာဂိုလိုအဆုံးသက်ကောင်းတဲ့ယုံကြည်မှုကောင်းတဲ့ကီဗင်ရှာဒဲတို့ဒန်စကတ်တို့ဒါဒန်ဂိုအော်ထရာတို့လိုကစားသမားမျိုးတွေရှိရဆိုတော့အာဆင်နယ်ရဲ့နည်းနည်းလေးရှိတ်ကီဖြစ်နေတဲ့ခန်းစစ်ကိုတော့ဒီကစားသမားတွေအတိုင်းတာကူထိဖိအားပေးနိုင်လိမ့်မယ်သူတို့အနေနဲ့ဒါချိန်ချောင်းနိုင်မယ်ထင်တယ်ကွန်းလက်မှာလည်းနောက်ပိုင်းမှာဒီရာမိုရိုဒက်ဆာရဲ့နောက်ပိုင်းယန်ဆန်ကိုဒါဝိုင်းရင်ကွန်းလက်ကစားသမား ဟန်တာဆန်နဲ့တွဲပြီးတော့ရန်ဆန်ကကြတော့ဘောလုံးပတ်စင်နေအရန်ကောင်းတဲ့ကစားသမားပေါ့နော်ဘောလုံးကလည်းကွင်းလည်းဓာတ်ရိုက်ဘောလုံးကဓာတ်ရိုက်လှမ်းဖြန့်နိုင်တယ်ပြီးတော့ဟန်တာဆန်ကလည်းကွင်းလည်းဟန်ချက်ကိုထိနိုင်တယ်ဆိုတော့ဒီကွင်းလည်းနဲ့တိုက်ဆက်ကအာဆန်နဲ့အတိုင်းတာတစ်ခုထိတော့ဒုက္ခပေးနိုင်တယ်ဒါပေမဲ့အာဆန်နေနဲ့ဒီလိုအိမ်ကွင်းပွဲစဉ်မှာတော့သူတို့ဂျာလက်ကောင်းတစ်ခုကိုစုပ်ကင်ထားဖို့လိုတယ်ပွဲချက်ကဒီကျော်လွန်လာပြီဆိုပေမဲ့နောက်ထပ်တွေ့မဲ့ပွဲအသင်းတွေကလည်း short တွက်လို့မရတဲ့ပြိုင်ဘက်တွေဆိုတော့ဒီပွဲမှာနှစ်သင်းလုံးရဲ့ physical battle တွေကိုမြင်ရနိုင်တယ်ပြီးတော့ညီလေးပြောသလို လောင်ဘောတွေ throw in တွေတက်ဘောတွေကိုလည်းမြင်ရနိုင်တယ်အဲ့တော့ဒီဘွဲနဲ့ပတ်သက်ပြီးတော့ဘယ်ချက်ကဘွဲကိုအထိကအဆုံးဖြတ်ပေးလာနိုင်တယ်ပြီးတော့အာဆင်နယ်အနေနဲ့သူတို့အိမ်ခွင့်မှာရလက်ကောင်းတစ်ခုကိုယူသွားနိုင်မှာဒီပုံမှန်လည်းသုံးသပ်ပေးပါအောင်အဲဟုတ်ကဲ့ပါဘယ်ချက်ကလဲဆိုတော့ဒါအာဆင်နယ်တရားဒီဒီຫນွေမှာခွဲယူအားပြေထားတဲ့အရန်ကစားသမားတွေကိုဒါစမ်းသပ်မဲ့ဘွဲပေါ့လေကာစမ်းသပ်မဲ့ကာလာလို့လည်းပြောလို့ရတကယ်ဘွဲချက်ကာလာပြီးဝိုင်းဒါကိုစိုးကြီးပြောခဲ့တယ်လို့ပဲဒီဒီ November International Break ပြီးရ Premier League မှာ ၃၃ပွဲကစားတယ်ပေါ့အဲ့၃ပွဲလုံးမှာ၃ပွဲလုံးနိုင်ထားတာဆိုလို့ Aston Villa ပဲရှိတယ်အဲ့ Aston Villa နဲ့သူတို့ဒီ weekend မှာကစားမယ်ဒါဒီဇင်ဘာထဲမှာပဲထင်တယ် Aston Villa နဲ့နှစ်ကြိမ်တွေ့ရမှာဒီပထမကြော်ဒုတိယကြော်ဒီမှာ33မှာဒုတိယကြော်ကစားရမယ်အဲအဲ့လိုမျိုးအားကောင်းတဲ့အသင်းကြီးနဲ့တွေ့ရတဲ့အချိန်မျိုးမှာ Arsenal ဒါအမှတ်ကောင်းကောင်းယူတာဖို့လိုတယ်သူတို့ဒါတကယ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင်ဒီလိုအိမ်ကွင်းပွဲစဉ်ဒီ Bradford နဲ့အတွေ့မှာ လုံးဝကိုအမှားရင်းခံလို့မရဘူးဆိုတဲ့အနေဓာရှိတယ်။တပတ်က Brentford ကတော့ဒါဒီရာဒီအသင်းကြီးနဲ့တွေ့ဆုံမှုမှာဒါ Chelsea ကိုတေးကစားတယ်။ Manchester City ကိုဆိုရင်ဒါမပြတ်သားတဲ့ရလတ်နဲ့သူတို့ရှုံးနေတယ်။ Liverpool ကိုနိုင်တယ်။ United ကိုနိုင်တယ်ဆိုတဲ့အနေဓာဆိုတော့ဒါအသင်းကြီးနဲ့တွေ့ဆုံမှုမှာတော့ဒါရလက်ကောင်းတဲ့ City ကိုပဲရှုံးနေထားတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီ Manchester City ကိုသူတို့နောက်ဆုံးချိန်ကြီးအိပ်ပွဲစမှာဒုက္ခပေးခဲ့တယ်နောက်ဆုံးချိန်ကြီးဒါ ် KOD ရဲ့လက်ပစ်ဘောတွေနဲ့ရင်ခုန်နေရဆဲပဲအာဆင်နယ်အနေနဲ့အဲ့ဒါမျိုးမဖြစ်အောင်ဆိုလို့ဒါစောစောစီရလက်ကိုပြတ်သားအောင်လုပ်နိုင်ဖို့လို့တယ်အာဆင်နယ်ကလည်းအခုနောက်ပိုင်းအသင်းငယ်နဲ့တွေ့တဲ့ပွဲစဉ်တွေမှာဆိုရင်ဒါ twin goal တွေကိုပထမပိုင်းမှာတည်းကတကူသုံးဖို့နှစ်ကိုးလောက်ရှာဖွေနိုင်အောင်လည်းတွေ့ရတယ်ဆိုတော့အာဆင်နယ်ပွဲကိုဘယ်လောက်စောစောစီစီဖြတ်လိုက်နိုင်မလဲအဲ့ဒါကိုပဲကျွန်တော်တို့တစ်ချက်စောင့်ကြည့်သွားရမယ်ဒီပွဲစဉ်မှာတော့ကျွန်တော်ဟိုမာဒရီကီရဲ့ခြေစွမ်းအဓိကစောင့်ကြည့်ခြင်းနဲ့ဒီပြီးတော့ယောဂရက်ကိုသွင်းနိုင်မလားတခြားစောင့်ကြည့်ခြင်းနဲ့ဗောဒီနှစ်ယောက်အတွဲဆက်လေးကိုကျွန်တော်ဟိုမြင်ကြည့်ခြင်းနဲ့ဗောနော်ပြီးတော့ ဒီခက်စစ်မှာတော့အာဆင်နယ်ကဒီဟင်ဂါပီယေနဲ့ဆာလီဘာပဲတွေ့တွေ့မော်စကေးရာနဲ့ဆာလီဘာပဲတွေ့တွေ့တေးကြတဲ့ဂါဘီယယ်မဂါဟီနဲ့အတွဲဆက်လောက်တော့သူတို့မငြိမ်ဘူးပေါ့နော်ဒါပြီးခဲ့တဲ့ချက်စီနဲ့ပွဲမှာဆိုရင်ဒါမော်စကေးရာနဲ့ဟင်ဂါပီယေတွဲခဲ့တာဒါဆိုရင်ဒါအာဆင်နယ်ရဲ့အဲပြောမယ်ဆို100ပွဲ160ကျော်မှရှိနေတယ်အဲ160ကျော်အတွဲမှာသူတို့နှစ်ယောက်မပါဘူးပထမဆုံးပွဲဖြစ်ခဲ့တယ်တကူးပဲပြရဆိုရင်ဒါမဆိုးဘူးပေါ့လေအရေတကယ်တော့အာဆင်နယ်ကအရင် ခံစက်မှာလည်းရိုင်နေနေတာမျိုးတော့မဟုတ်ဟင်ကပီးရေးဆိုလည်းဒါပြောမယ်ဆို၄ပါးကူဆင်ရနေပြီးတော့ရောက်လာတဲ့ဒါအီကွေဒေါကစားသမားဟိုပြောမယ်ဆိုအရင် profile low profile ဖြစ်နေတဲ့ကစားသမားမဟုတ် average player မဟုတ်ဘူးအဓိကဂါဗီယယ်မခါဟေးမပါနိုင်တဲ့အပေါ်မှာသူတို့စိတ်ပိုင်းဆိုင်ရာအရာဖီးယားဖြစ်မနေဘူးနောက်ဆုံး Premier League ၃ပွဲမှာနှစ်ပွဲသေးကြထားတဲ့အပေါ်မှာဖီးယားဝင်မနေဘူးအဲ့ဒီအစားသူတို့ကောင်းထဲမှာဒါအသင်းကြီးသုံးသင်းနဲ့ကစားရတယ်အဲ့ဒီကနေပြီးတော့တပွဲမှမရှုံးခဲ့ရတယ်မြဲခုနှစ်မှတ်ယူနိုင်တယ်ဆိုတော့ဒီ motivation လေးတွေဒါရှိနေအာဆင်နယ်ကဒါ ဘာဖီအားမရှိမနေဘူးဆိုရင် Bravo တဲ့ Bravo နဲ့ရှင်လို့မရဘူးပေါ့နော် Bravo တဲ့အဆက်သရာတာလုံးတယ်အာဆင်နယ်ကပဲဒါကျင်းသေးဒီပွဲကိုအနိုင်သုံးမဲ့ရဖို့ကစားသွားလိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ကိုဆိုဟုတ်ကဲ့ပါဒီပွဲမှာနောက်ထပ်အဆောင်ကြည့်ရမှာတော့ Eze ပေါ့နော် Eze ရဲ့ဒီရာဒီအိမ်ကွင်း၅ပွဲမှာဆိုတာသူက၄ဂိုးသွင်းတယ်၂ဂိုးဖန်တီးတာပဲ Eze ကဒီရာဒီမှာတော့အိမ်ကွင်းမှာတော်တော်လေးဂိုး contribution ကောင်းနေတယ်ရှေ့မှာအရင်တော့ကဒါ Oze တို့ Alexis Sanchez တို့ Ubamian တို့ Jesus တို့နောက်ပိုင်းပေါ့နော်အိမ်ကွင်းတွေမှာအဲ့လို၅ပွဲမှာသင်ကို၆ဂိုးလောက်ရအောင်ဆန်းဆောင်လာသူရဲ့ စပါးနဲ့ပွဲကလည်းသူမထင်မလောက်အောင်လုပ်ပြခဲ့ဆိုတော့ဒီဘက်မှာညီလေးဘက်ဆိုရော့ကရက်ပါလာဖို့များတယ်အီဇေးတို့စာကာတို့မာဒူဂီတို့လိုကစားမမျိုးတွေနဲ့အေဂွန်းမှာအရေးပါတဲ့နိုင်ပွဲပေါ့နော်ဒီကာလမှာမဖြစ်မနေအမှတ်တွေကစုဆောင်ရမယ်ဒီလိုနိုင်ပွဲမျိုးကိုအေရှန်အာဆင်နယ်တင်ရောက်သွားနိုင်မယ်လို့ထင်ပါတယ်အဲ့တော့ဘယ်လိုရလဒ်ထွက်လာမလဲဆိုတာကတော့အာမက်ညမှာအတူတူဒီဘက်ကိုစောင့်ကြည့်ကြအောင်ဟုတ်ကဲ့ပါပါဆိုပေးတယ်ပါများအခုကျွန်တော်တို့တင်ဆက်ပေးခဲ့တာကတော့အာဆင်နယ်နဲ့ဗရန်ဖို့ရဲ့ပွဲစဉ်အကြောင်းကို တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အခုလိုအချိန်ပေးစောင့်ကြည့်ကြရတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်